တရားဟောတယ်ဆိုတာဗုဒ္ဓရဲ့တရားကိုဟောရမှာလေသချင်းဆိုမှာမဟုတ်ဘူးလေအဲ့တော့တရားဟောရင်တချင်းတွေဆိုတဲ့အပြောင်ပြက်တွေရည်စရာတွေချက်ဟောတယ်အဲ့ဒါတွေဟာဓမ္မအဂါရဝပဲတက္ကရမတွေသတိပြုဖို့နော်အေးဥစ္စာတို့ဒါမာဂန္ဓဆရာကြီးထောက်ပြထားတာဥစ္စာသိတဲ့ဘောကြတယ်ဘုရားရဲ့ဓမ္မအစစ်တွေကိုဟောကြတဲ့ပုဂ္ဂိုလ်တွေလည်းနဲတယ်လူတွေလည်းမရွေးတတ်ဘူးတရားပွဲပြင်ဘာပြင်လဲဆိုတော့ရည်စရာပြောတဲ့ဘုန်းကြီးကိုပြင်တယ်တက္ကရာကြီးတက္ကမကြီးတွေတရားကောင်းလားကောင်းတယ်ဘာဖြစ်လို့လဲရည်ရလို့ ဟုတ်လားရည်ရရင်တရားကောင်းနေဆိုပဲတက္ကရာကမတွေဘယ်လိုလုပ်ကြမလဲရည်ရရင်တရားကောင်းနေဆိုတော့ကိုယ့်ရဲ့ level အစဉ်အတန်းကိုပြန်ကြည့်နော်အဲ့လိုလူမျိုးတွေကသာသနာတော်ကိုဆောက်ချောက်နိုင်ပါမလားဘယ်နဲ့ရည်ရတာကိုတရားကောင်းပါတယ်ဆိုတော့အဥစဉ်ကပြောတဲ့အခါကျတော့လေရည်ကျင်လို့ချင်းလူကျင်တော်ငှားလိုက်ပါလားလို့ဘုန်းကြီးဘာလို့ငှားနေပြင့်နေသေးတော့ဘုန်းကြီးပြင့်တယ်ဆိုတာရည်ကျင်လို့လားတရားနာကျင်လို့လားရည်ကျင်ရင်ဘယ်သူကိုငှားမလဲအဲ့လူကျင်တော်ပဲငှားလိုက်မှာပေါ့လူကျင်တော်မငှားလိုက်ပါဘူးလူကျင်တော်ငှားလို့သာသနာမပြတ်ဘူးလေ ဘုန်းကြီးကိုခေါ်ပြီးတော့ဟာသာပြောခိုင်းပါပါသာသနာပြတ်ပါဗောဓမ္မအကရဝနောအဲကြောင့်ရည်ချင်လူချင်တော့ငါပါတရားနာချင်ဘုန်းကြီးကိုပြတ်ပါနော်တတိပြပါမယ်ဦးဇင်တော်ဒါကြောင့်ရှေ့တော်ကစကားပေါင်းတစ်ခုရှိတယ်လေတရားကိုဓမ္မခရိကကွယ်တယ်တရားကိုဘာကွယ်လဲဓမ္မခရိကကွယ်တယ်တချို့တချို့တော့ဓမ္မခရိကတွေကဖျားဟောတရားတွေကိုမဟောဘဲနဲ့တောပြောတောင်ပြောချက်ပြောနေတာလေ တရားအနှစ်တင်နာကြီးဟောတယ်တရားအနှစ်တာလေးကနည်းနည်းလေးပဲပါတယ်။တောချောင်းတောင်ချောင်း၆ပြောတာတွေကမများရဲ့။လူတွေကလည်းအဲ့ဒါကိုသဘောကျနေတာ။အဲ့တော့သာသနာဘုလို့တည်တတ်နိုင်မှလဲဓမ္မအာဂရဝတွေဖြစ်နေတာလေ။အဲ့တော့တရားပွဲတွေဘလောက်ပဲကျင်းပကျင်းပဓမ္မအာဂရဝတွေဖြစ်နေတော့သာသနာတည်မလား၊ကွယ်မလား။သာသနာကွယ်မှာပေါ့။ဒါတတ်ဓမ္မပဋိရူပကတောက်ထဲမှာဟောထားတာနော်။တောင်မျိုးမဟာကဏ္ဍဆရာတော်ကြီးကလည်းအဲ့ဒီနှစ်ချက်ကိုထုတ်ပြတယ်။တရားဟောတဲ့ပုံကိုယ်တွေတရားနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှအပြောင်းအပြတ်မလုပ်ပါနဲ့ရည်စရာမလုပ်ပါနဲ့ ကြည်တက်တက်ဟောပါတရားပွဲမှာငွေလူမခံပါနဲ့နော်တရားပွဲမှာငွေလူခံတာလဲဓမ္မအကရဝါဖြစ်ပါတယ်တဲ့ဒါဥစဉ်လို့တရားနာသူရောတရားပွဲကျင်းပတဲ့တရားဓမ္မတော့သတိပြုစရာနော်အေးဟုတ်ပြီသမီးတွေကျင်းပါတဲ့အမျိုးသားတွေကျင်းဖို့ကခက်တယ်အမျိုးသမီးတွေကြတော့တရားလွန်ခဲ့တယ်တော့တရားလွန်ခဲ့တော့အမျိုးသမီးကျင်းဖို့ကမခက်ဘူးတောင်းရင်တောင်းရင်ဆိုအမျိုးသမီးတွေကကျင်းတတ်တယ်တိတ်မစင်စားတော့တရားအကောင်းတယ်ပေါ့နော် အမျိုးသားတွေကြတော့နည်းနည်းစဉ်းစားတယ်အမျိုးသမီးတွေတော့တရားမထက်တမ်းဘူးနည်းနည်းစဉ်းစားမှုများတယ်ဥက္ကောတဲ့မကုက္ကောတဲ့ချညိုတဲ့မချညိုတဲ့လူတဲ့မလူတဲ့အများကြီးစဉ်းစားတယ်အမျိုးသားတွေကကြတော့ဒါကြောင့်အမျိုးသမီးချညိုဖို့ထက်အမျိုးသားချညိုဖို့ကနည်းနည်းပိုခက်တယ်တခါအမျိုးသားတွေချညိုဖို့ထက်ယဟန်တော်တွေအချင်းချင်းချညိုဖို့ကပိုတော့ခက်သေးတယ်မွေမွေချင်းချင်းချင်းဆိုတာမျိုးပဲနော်တန်ခါချင်းချင်းကတည်တယ်ဒီကိုတော့ဘလို့ လူတွေကသာသူဟန်ဆောင်လို့ရမယ်တန်ခါချင်းချင်းတော့မရဘူးဒီကိုယ်တိုင်ချက်ရွှေ့နေတာဒီကိုယ်တိုင်ချက်ဟန်ဆောင်နေတာတလဲတွေပြောနေတာဆိုတာတန်ခါချင်းကြတော့တည်တယ်တန်ခါချင်းကြတည်တယ်ဒီကိုယ်တော့တကယ်စာတက်မတက်ဒီကိုယ်တော့တကယ်ချင်းမချင်းတန်ခါချင်းကြတည်တယ်လူတွေကတည်ဘူးတော့ရန်တုံလည်းအဟုတ်ထင်တာပဲဟန်ဆောင်လည်းတကယ်ထင်တာပဲတန်ခါချင်းချင်းကတည်တယ်ရွှေ့လို့မရဘူးလိမ်လို့မရဘူးအဲ့တော့တန်ခါချင်းချင်းကျင်ဖို့ကပိုခက်တယ်ပေါ့ တခါအဲ့ဒီသံဃာချင်းချင်းကြည်ညိုတဲ့ကိုကကိုပူကြည်ဘုရားပုတ်ခတ်သွားပြီအဲ့တော့ကိုကကိုတကယ်တက်လားမတက်လားတကယ်သိလားမသိလားတကယ်ကျင့်လားမကျင့်လားကိုအတိဆုံးကိုကိုအတိဆုံးပဲအဲ့တော့ကိုကကိုကြည်ညိုဘုရားအခက်ဆုံးပဲအဲ့တော့တပည့်တော်တို့ကြောင့်ဒီလိုပြောပါတယ်ပဝန်းကျင်ကဘလို့ပဲတမုတ်တမုတ်ကိုကကိုအတိဆုံးပဲနော်အဲ့တော့ကိုကကိုကြည်ညိုတဲ့ယဟန်ဖြစ်အောင်ကြိုးစားပါမြတ်စွာဘုရားရဲ့စိတ်ကိုကျင့်နေစေတဲ့ယဟန်ဖြစ်အောင်ကြိုးစားပါ မိမိတို့ဒီမကောင်းမှုတွေကိုအကျွင်းမဲ့ပယ်တတ်နိုင်တဲ့ယဟန္တာမဖြစ်များသေးတော့လေယဟန္တာဖြစ်အောင်ကြင့်နေတဲ့ပုဂ္ဂိုလ်များစရင်ထဲမှာဝင်အောင်စူးစမ်းမှာဖြစ်တယ်ပေါ့မကောင်းမှုတွေကိုပယ်ဖို့စူးစမ်းနေတဲ့သူဖြစ်ရမယ်ယနေ့ခေတ်ကမကောင်းမှုတွေကိုပယ်ဖို့စူးစမ်းနေတဲ့စရင်ထဲမှာတော့မပါကြဘူးများသောအားဖြင့်ကစိတ်လူကိုလွတ်နေကြတယ်ဝိနည်းတွေကိုလွတ်နေကြတယ်တရားတွေလွတ်နေကြတယ်ဒါကြောင့်ယနေ့မြန်မာနိုင်ငံသာသနာတော်ကဘာသာခြားများရဲ့အမြင်မှမပြောနဲ့ ဗုဒ္ဓဘာသာဝင်ထစ်လူငယ်တွေရဲ့အမြင်မှာတော့မှအမြင်မတင်တော့ဘူးထစ်လူငယ်တွေရဲ့အမြင်မှာကဲ့ရဲ့စရာဖြစ်နေတယ်သာသနာတော်ကအကျင့်ပြကြလို့တရားတွေလွတ်ကြလို့အကျင့်ပြတရားလွတ်တော့ဗုဒ္ဓဘာသာလူငယ်တွေရဲ့အမြင်မှာမြတ်စွာဘုရားရဲ့သာသနာတော်ကအထင်သေးခံရတယ်။အကြောင်းယနေ့ခေတ်သာသနာတော်ကိုပြန်ပြီးအဖက်ဆယ်မယ်ဆိုရင်ကိုကျင့်တရားကလွယ်လို့ဘာမှမရှိဘူး။အဲ့တော့ကိုကျင့်တရားနဲ့ပဲသာသနာတော်ကြီးကိုပြန်ပြီးတော့ ထက်တန်းရအောင်စူးစမ်းကြရမှာဖြစ်တယ်။အဲကြောင့်ကိုကိုကိုကျင့်ကြံအထုတ်နေချင်းသိပြီလေရင်ကိုကျိုးကိုလည်းကျင့်ပြီးသားသူများအကျိုးလည်းကျင့်ပြီးသားလို့ပြောရမှာဖြစ်တယ်။သာသနာ့ဂုံကိုဆောင်မိသားလို့ပြောရမှာဖြစ်တယ်။သာသနာတော်ကိုနော်အထက်တန်းရောက်စေခြင်းနဲ့ဆိုရင်ယဟန်တော်ဒီအားလုံးဝိနည်းတော်ကိုစကျင့်ပြီးတော့တရားဓမ္မတွေနဲ့အညီကျင့်ကြံနေထိုင်ကြရမှာဖြစ်တယ်ပေါ့။